ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒါပြီးခဲ့တဲ့ဂျာရက်ကကစားသွားခဲ့တဲ့ nationally အချို့ဘုလူပွဲစဉ်တွေမှာဒါအသင်းတွေရဲ့အားသာချက်အားနည်းချက်ဒေါက်တာပရိသတ်ဒီလူပြောများခဲ့တဲ့အကြောင်းအရာလေးတွေပေါ့လေဒါလေးတွေကိုကျွန်တော်တို့စစ်သူနဲ့သူပါဝင်သုံးသပ်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာစစ်သူရဲ့မင်္ဂလာပါညီမင်္ဂလာပါကို ဒါ nationally အချို့မိုးလူပွဲတွေကလည်းဒါတော်တော်ကြီးကိုကောင်းတယ်ဗောနော်သူတို့ပြင်မနေ့တုန်းကကစားသွားတဲ့ Spain နဲ့ဖြစ်တဲ့တို့ပွဲဆိုတော့အာသင်ရောက်တဲ့ဂိုးရစက်တခုထွက်ခဲ့တယ်၅ဂိုး၄ဂိုးဆိုတဲ့ရလနဲ့ Spain နိုင်သွားတယ်အကျောစရာကြီးလည်းဒါအများကြီးရှိမယ်ထင်ပါတယ်ပထမနေ့ပရာပထမအချို့မိုးလူပွဲစဉ်ဖြစ်တဲ့ပေါ်တူဂီနဲ့ဒါဂျာမနီတို့ပွဲစဉ်မှာလည်းဂျာပေါ်တူဂီကိုပေါ်တူဂီကဂျာမနီနှစ်ခုခုနဲ့နိုင်သွားပါဘောနော်ဒါတော့နှစ်ပေါင်း20ကျော်လောက်ပြီးမှပထမဆုံးအခြေဖြစ် ဒါပေါ်တူဂီယာချာမျိုးနိုင်သွားတယ်ဆိုတာလည်းလက်တွေ့ရတယ်။အဲ့ပွဲစဉ်တွေမှာလည်းဒါပြောစရာရှိမှထင်ပါတယ်။အဲ့တော့ဒီ Italy sorry ဒါပေါ်တူဂီနဲ့ဂျာမနီတို့ပွဲပေါ်လေအဲ့ပွဲလေးကနေစပြီးတော့မှဒီဘယ်ဘိုင်းနေအဓိကစပြီးတော့ပြောချင်တယ်သူကြီး။ဟုတ်ကဲ့ Nation League ပွဲတွေကထင်တာအတပူပြီးတော့ကောင်းခဲ့တယ်။ပြီးတော့တော်တော်လေးအကျိတ်နေရှိပြင်းစရာလည်းမကောင်းခဲ့ဘူး။လူလက်နဲ့ club အသင်းပွဲလို့ခံစားမှုကျွန်တော်တို့အပြည့်ရအောင်။ပြီးတော့အသင်းတွေက ီ club တင်နေ model ကိုပုံ model ဘက်ကိုဒီပို့ပြီးတော့အဲနီးစပ်လာတယ်ပို့ပြီးတော့ club အသင်းတစ်သင်းလို့ပို့ကစားလာနေတာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့ဒီ portugal နဲ့ germany ပွဲဆိုရင်အဲ germany ဘက်မှာအားနည်းချက်တွေကျွန်တော်တို့မြင်ရတယ်ဒီ magasman ရဲ့အသင်း3 back ပုံစံနဲ့ဒါကစားတယ်ပေါ့နော်အဲ့တော့အဲဒီ3 back ဖြစ်တယ်ပြီးတော့ဒီ wing back မှာ kimmich နဲ့ဒီ midfielder တို့ပေါ့နော်အဲကျွန်တော်ဆိုလိုချင်တာကဒီ ဂျာမနီရခန်စစ်ကစားသမားအခြေအတွက်ပုံများလာတယ်။အဲ့တော့တိုက်စစ်မှာကအရင်တော့အလိုမျိုးကိုင်ဟာဗတ်စ်ရယ်ဖလိုရီယန်ဗတ်စ်ရယ်ပြီးတော့ဂျမားမူစီလည်းအစိုးရလာရဆိုရင်တော့အဲလုံလောက်မှုရှိကောင်းရှိဒါပေမဲ့အခုတိုက်စစ်ကဖလိုရီယန်ဗတ်စ်ရောက်ပဲပါပြီးမူစီလာလည်းမပါဘူးကိုင်ဟာဗတ်စ်လည်းမပါတာဖြစ်တဲ့အတွက်လုံလောက်မှုမရှိအဲ့တော့လူလိုအပ်မှုရှိရပေါ့နော်တိုက်စစ်ကစားနိုင်တဲ့လူလိုအပ်မှုရှိရခါမှာအဲဂျာမနီကိုကြည့်ရ6တိ6ချက်ဖြစ်နေတယ်ပြီးတော့လုံလောက်တဲ့ဒီ pass control ပေါ့နော်ပွဲကိုထိန်းချုပ်ထားနိုင်မှုကျွန်တော်တို့မမြင်ရပေါ်တူဂီကတော့အဲဒီ Roberto Martinez အနေနဲ့သူ့လက်ထက်မှာအကောင်းဆုံးပွဲတစ်ပွဲအဖြစ်တင်ဆုံးလူစရင်တစ်ခုကိုဒါထုတ်နိုင်တယ်လို့အမြင်နဲ့ပေါ့နော်တချို့ဒီ social media မှာလှံပြောင်မှုတချို့တော့ရှိတယ်အဲ့ဒါကဒီ Vitinha ကိုဒီ line မထည့်ဘူးပြီးတော့အဲဒီ John Neves ကိုညာလောက်ခံထားကစားတယ်ပေါ့နော် Roberto Martinez ကိုတစ်ဖက်ဆောင်းနေလို့ပေါ့နော်အဲ့တော့ဒါက ဖီဒင်ဂျာကိုမထည့်ဘူးဆိုတာချန်ပီယံလိကစားထားတာမကြသေးရဲ့အတွက်အဲဒီ workload management လုပ်ချင်းဖြစ်တယ်ပေါ့အဲ့တော့သူတခြားကစားသမားထည့်သုံးလို့ရတဲ့နေရာမှာသူထည့်သုံးလိုက်တာအဲ့တော့ဘောလူဘွဲမှာဖီဒင်ဂျာပွဲထွက်အနေနဲ့ပါလာမှာကျွန်တော်တို့ဒါမလွဲရေကံပွဲတိုင်းရောဘတ်တိုမာတီနက်စ်ရဲ့အရေးအကြီးဆုံးကစားသမားဖီဒင်ဂျာဒီချန်ပီယံလိဒီမှာခြေစွမ်းပြလို့မဟုတ်ဘူးဟိုးအရင်လေရောဘတ်တိုမာတီနက်စကင်နေရဖီဒင်ဂျာပွဲတိုင်းပါတယ်အရေးကြီးဆုံးဖေကလည်းပါတယ်เนาะအဲ့တော့ဒီကစားသမားဝင်လာတဲ့အမြပွဲကတိရစွာပြောင်းလဲတယ်ပေါ့เนาะအဲ့တော့ဒီရောဘတ်တိုမာတီနက်စ်အနေနဲ့ သူ့ရဲ့ဒီ Nuno Mendes ကိုအသုံးချပုံကလည်းတော်တော်လေးကောင်းတယ်ပြီးတော့ Virginia ကွဲလည်းမှာပြန်ပါလာမယ်ပြီးတော့ Joao Neves ကိုလည်းသူအသုံးချပုံပေါ့နော်ဒီ right back မှာရှိနေပေမဲ့ဒီ Enrique ပြီးရဲ့ချီအသင်းမှာထားကစားသလိုပဲ Enrique လည်း ဒီ levers ကိုညာလောက်ခံနေရမှာထားကစားရတယ်ဒါပေမဲ့ပွဲထွက်ကကျွန်တော်တို့ဒီဆင်းရဲမှာပြရတာညာလောက်ခံတကယ်ကစားလို့ကွင်းထဲမှာကစားတာပဲကွင်းထဲဘက်ကိုပဲအဓိကဒီ slow movie ကစားတာပဲပေါ့နော်အဲ့တော့ဒီပုံစံကတော်တော်လေးအလုပ်ဖြစ်နိုင်တယ်ပေါ်တူဂီရဲ့အကောင်းဆုံးပုံစံတစ်ခုကိုမြင်ရတယ်ပြီးတော့ဒီညာတောက်မှာ trinker ကိုစတုံးတယ်ပေါ့နော် trinker ကတော့ playmaker ပုံစံနဲ့ကစားတာမဆိုးဘူးအရင်တော့ခြေစမပြနိုင်ဘူးလူစားဝင်လာတဲ့ consistency ကတော့ အဒီအနိုင်ကိုသွင်းခဲ့တယ်ဒါပြင်နှစ်ကိုလာဖြစ်သွားနိုင်တဲ့အခြေအနေကိုလည်းပြသခဲ့တယ်ပေါ့အဲ့တော့ပိုရူဂီတောင်ပံတွေမှာရာဖယ်လီယာတို့အဲရှိတယ်ပြီးတော့ဒီနှစ်ပွဲမှာဆိုရင်ပက်ဒရိုနေတိုကစားသွားတယ်ပေါ့နော်ဒီဘက်မှာလည်းထရင်ကာကိုပြီးတော့ဒီကွန်စစ်ဆာတို့ရှိတယ်ဂျိုတာတို့ရှိတယ်ပြီးတော့ဒီဂျော်ဖီလစ်တို့ရှိတယ်တော်တော်လေးတောင့်တင်တဲ့လူစင်းပေါ့နော်တော်တော်လေးကောင်းတယ်အခုလောလောဆယ်ပုံစံတွေကကျွန်တော်အတွဲဖက်မိအောင်မြင်ရပြီးရိုနယ်ဒိုရဲ့အခန့်ကဏ္ဍရိုနယ်ဒိုကအဲဒီအရင်လိုမျိုးခြေစွမ်းတော့မဟုတ်တော့ပေမဲ့ရိုနယ်ဒိုရဲ့ ဒီနေရာယူမှုနဲ့သူ့ရဲ့ကြောက်စရာကောင်းတဲ့ကိုသွင်းနှုံနေကတော့ပုံမှန်တိုင်းရှိနေစေပဲအဲ့တော့သူ့ကိုလွှတ်ပေးလို့မရဘူးအဲ့တော့သူရှိနေခြင်းကဒီဂျာမနီခံစစ်ကို highline ကစားရမှာဒါတော်တော်လေးအခက်အခဲဖြစ်စေတယ်။ဘာလို့ရိုနယ်ဒိုကဒီလူဂျုံဖန်းနဲ့လည်းသူကပြေးမဝင်ဘူး။သူကတော့သူမတက်ရက်လေအဲ့တိုင်းပဲနေခဲ့တာ။အဲ့တော့ဒါကတော်တော်လေးအာရုံနောက်တယ်။ပြောမှဆိုရင်သူကလိုနေခဲ့တဲ့အခါမှာပေါ်တူဂီတိုက်စစ်ကဒီဆင်လာပြီးဘောလုံးတဲဆောင်းနိုင်နေဆိုရင်ဂျာမနီခံစစ်အနေနဲ့ရိုနယ်ဒိုကိုပြန် လိုက်ဖို့အခက်အခဲရှိသွားတယ်ဘာလို့လဲဆိုတော့ဘောလုံးနောက်မှာရန်ဒူရရှိနေတာနဲ့လူမကျွန်တော့ဖြစ်တဲ့အတွက်ဒီဂျာမနီခန်စစ်နဲ့မဆိုင်တော့ဘူးပေါ့နော်ဂျာမနီခန်စစ်ကိုဒီကြော်ဖြတ်နိုင်တာလေဒီရန်ဒူသွင်းသွားတဲ့အနိုင်ကိုမှဆိုအဲ့ဒီပုံစံတွေ့ရတယ်ပေါ့နော်နူနိုမန်ဒက်စ်လွတ်ထွက်သွားတာပေါ့လေလွတ်ထွက်သွားတဲ့အချိန်မှာရန်ဒူကအေးဆေးတယောက်တည်းလွတ်တယ်သူကလူကျွန်အနေထားမှာမတက်ရက်ပြီးနေခဲ့ရဒါပေမဲ့ပေါ်တူဂီရဲ့ကစားသမားတွေကတူးချင်းထူးချွန်နဲ့ဒီတွဲလုံးတွေအကြောအမြင်လုံးအရာကောင်းမွန်တဲ့အခါမှာအဲ့လိုမျိုးဖြစ်ရတဲ့အမှာကြာခဏဖြစ်နိုင်တယ်အဲ့လိုမျိုးဖြစ်ခြင်းက အသိဉာဏ်တွေကဒုက္ခပေးတာပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးကိုကျွန်တော်တို့ရန်နယ်လူကဒါလုံနေနိုင်စေဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိဒီခုနပွဲကမြင်တွေ့ခဲ့ရတဲ့အခြေအနေကတော့ကျွန်တော်တို့ဒီအချက်လေးမြင်တွေ့ခဲ့ရပြီးတော့ရန်နယ်လူလည်းအခြေပါစေပဲပေါ်တူဂီကတော့ပို့ပြီးတော့အဲအတွက်ဖက်မိလာကမြင်ရတယ်ပြီးတော့ဂျာမနီဘက်မှာတော့အားနေချက်လေးတွေတူးသဖြင့်တော့အဲဒီ ကစားသမားအသစ်တွေထည့်သွင်းတဲ့အခါမှာလိုအပ်ချက်လေးတွေကျွန်တော်တို့အများကြီးရှိတာကိုတွေ့မြင်ရခေါ်ပါတယ်ဟိုဂျာမနီမှာတော့ဒီလိုက်တယ်လည်းမဆုံးတော့လည်းပါတော့ဘူးလေအဓိကကစားသမားတွေလည်းမပါဘူးမပါတဲ့အချိန်ဒီမှာပုံမှန်ကိုကဒါဂျာမနီဟာကလူစင်းနောက်ပိုင်းတကယ်ပင်လိုက်တိုက်စစ်မှုကမရှိတော့ဘူးဘောနော်ဒါကလူစင်းအနားယူပြီးနောက်ပိုင်းဂျာမနီတိုက်စစ်ကိုကြည့်မယ်ဆိုရင်တော်တော်ကြီးကိုရုန်းကန်ခဲ့ရတယ်ဖက်စစ်မှာတကယ်ကိုလောလောလားလားကစားသမားမရှိခဲ့ဘူးအဲ့အချိန်ဒီကနေပြီးခဲ့တဲ့ယူ2024မှာတော့ဖလိုရန်ဘတ်ဆယ်ကိုင်ဟာဘတ်ဆယ် တမှုစီရင်လာတယ်ဒီ၃ရောက်ပက်စစ်အတွဲလေးကတော့တော်တော်လေးကိုဒါဆက်လို့ရှာမှုပြီးနိုင်ခဲ့တယ်အခုဒီကစားသွားတဲ့ပွဲမှာတော့ဒါတိုက်စစ်မှာ full university အောင်ထပဲပါတဲ့အချိန်ဒီမှာတော့ဂျာမနီရဲ့တိုက်စစ်ကမပြည့်စုံဘူးနောက်တစ်ခါကျတော့တုံးသွားတဲ့အခင်းချင်းမှာကြည့်မယ်ဆိုရင်လည်းဒီ ကျွန်တော်ဘယ်နေရာမှာသွားသိတာလဲဆိုကင်မစ်လိုနေရာမျိုးပေါ့လေကင်မစ်လိုနေရာမျိုးကကြတော့ပုံမှန်ဆိုရင်ကွင်းလေအတွင်းထဲဝင်ကစားရင်ကစားဒါမှမဟုတ်ဆိုပုံမှန် full back အနေနဲ့ကစားရင်ကစားအဲ့ဒါဆိုရင်ဒါနှစ်ခုလုံးမှာကင်မစ်ကလာရုံးညီတွေဖြစ်အောင်ကစားနိုင်တယ်အဲပုံမှန်ဒီ wing back ဆိုတာမျိုးကျွန်တော်ပုံမှန်မဟုတ်တဲ့အနေထားမျိုးဖြစ်သွားတဲ့အတွက်ဒီကင်မစ်လိုကစားမှာအစနည်းနည်းလေးရုံးကခဲ့ရတာမြင်ရပါတော့နောက်တစ်ခုကကျတော့တိုက်စစ်အပြင်ဒီတောင်ပန်ကစားသမားတွေမှာကြည့်မယ်ဆိုရင်စာနေဆိုရင်လူ့စဉ်အသင်းမှာပါနေတာကအခုအမြင်ပြောရမှာဆိုရင် အားအသင့်တွေက ုံးပဲတကယ်ပြောချင်မယ်ဒါစာနေရပြီးခဲ့တဲ့ဒီဘိုင်မြူနစ်မှာကြည့်မလားဟိုလို့ပြောမယ်ခြေဆွမ်းပြခြင်းမပြခြင်းဆိုရယ်သူ့ပုံစံကဘောလုံးပွဲပေါ်မှာ ဟိုရာနှုန်းပြည့်စိတ်မရှိနေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲအဲ့ဒါလေးတွေမြင်ရတဲ့အတွက်စာနေကိုတုံးသွားတဲ့အချိန်တွေမှာလည်းဂျာမနီဘက်ကဒါလိုအပ်ချက်အများကြီးရှိပါတယ်ပေါ်တူဂီမာကတော့ဒါစီတူပြောရတယ်ပဲအရှည်သွေးမြင့်ကစားသမားတွေအများကြီးပဲအဲ့ထဲမှာဒါဒုတိယပိုင်းမှာဒါမာတီနက်စ်လူစားလဲလိုက်တဲ့ဟာလေးတွေကတော့ပွဲဝင်တဲ့ဒါအပြောင်းလဲဖြစ်သွားတယ်နောက်ထပ်ဒါဘိုလူပွဲစဉ်မှာလည်းဒီဘိုလူအလုတ်ဖြစ်သွားတဲ့ဒါ second line တော့ပေါ့လေဒါဂျာမနီနဲ့ပွဲက second line ကိုပူလူပွဲမှာတော့ဒါ first line နဲ့ပုံစံမျိုးနဲ့ခင်းကျင်းလာမလို့ထင်တယ် first line နဲ့ခင်းကျင်းကတော့ဒါ ပုံမှန်ထက်ဆိုင်လို့နည်းနည်းတော့အားနေတယ်လို့အကိုကတော့ဒါမြင်မိရပို့ဒီနောက်တစ်ပွဲအနေနဲ့စီတူရီနောက်တစ်ပွဲတော့ပို့ပြီးတော့မှပြောလို့ကောင်းမှထင်ပါတယ်ဒါမိနစ်လုံးကကစားသွားခဲ့တဲ့ဒါစပိန်နဲ့ပြင်သစ်တို့ပွဲပါစပိန်မှာဆိုရင်ဒါဂျမားရဲ့တကယ်အားသင့်စရာချီဆွဲနောက်တစ်ပွဲကျတော့ဒီဂျမားတယောက်ထဲတဲ့ဆိုင်စပိန်ကဒီ team work ဒီ system တစ်ခုကြပြီးတာအတင်းတစ်ခုမြင်ရတယ်ပြင်သစ်မှာလည်းဒါအရေးတွင်းမြေကစားသမားတွေအများကြီးပါတယ်ဒါပေမဲ့ပြင်သစ်ရဲ့ hand တစ်ခုကကျတော့ဒီအတင်းလိုက် ဟိုဟန်ချက်ညီမှုဟိုဒါမမြင်ခဲ့ရအောင်ဘောနော်ဒီပိုလီနဲ့ပတ်သက်ပြီးတော့မှလည်းစီတူတစ်ချက်တော့အသုံးမပြုပါဘူးကြီးဟုတ်ကဲ့ကိုဒါ system ရှိတဲ့အသင်နဲ့ system မရှိတဲ့အသင်ပေါ့နော်ပြင်သစ်ကအရင်တည်းကလည်းအဲခိုင်မာတဲ့ system တခုမရှိဘူးတို့တို့ရဲ့ဒီတူးချင်းအားသာချက်တွေတို့ရဲ့မာကျော်မှုတွေနဲ့ပတ်စားတာပေါ့နော်အဲ့တော့ဒီနေ့ပွဲမှာတော့တို့ရဲ့အဓိကခန်းစစ်စားသမားအများစုမပါဘူးပေါ့နော်အဲ့တော့မာကျော်မှုအားဖြင့်လည်းညော့တယ်ပြီးတော့ကွင်းလေရတဲ့တောက်လျှောက်ဆိုသလိုအားနေတယ်ပေါ့နော်အဲ့တော့ ိုက်စင်ကြီးပဲကောင်းပြီးတော့ကျန်တဲ့နေရာအားနေနေရဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ပြင်သစ်အသင်းမှာတွေ့ရတယ်အဲ့တော့အဲ့ဒီပုံစံကတခြားအသင်းတော်တော်များများတော့အနိုင်ယူနေနိုင်စေပဲအကောင်းဆုံးအခြေအနေမှာရှိနေတယ်စေပဲဒါပေမဲ့အဲ့ဒီနေရာစပိန်တော့လောကမပါဘူးပေါ့နော်အဲ့တော့စပိန်ကဒီမောက်လည်းကောင်းတယ် system လည်းရှိတယ်မာကြောမှုလည်းရှိတယ်တစ်ချိန်တည်းမှာပြင်သစ် need to individual skills ကိုပိုင်ဆိုင်ထားတယ်အဲ့တော့ဒီ lemon jama တို့ပြီးတော့ဒီ first time ကစားသွား oyasabe တို့ပြီးတော့ဘယ်တောင်မှမှရှိတဲ့ဒီ nico williams တို့အကုန်လုံးမှာ ဒီပြင်သစ်တိုက်စစ်ကစားသမားတွေမှာရှိတဲ့ဒီ skills မျိုးစပိန်မှာလည်းရှိတယ်အဲ့တော့စပိန်က skills ကူတယ်မဟုတ်ဘူး skills ကိုသူကျန်တဲ့အရာတွေအကုန်လုံးပေါင်းစပ်ထားနိုင်တဲ့အခါမှာအဲပိုကောင်းတဲ့တင်ရနိုင်သွားတာပဲပေါ့နော်တကယ်တော့4 0အောင်ဖြစ်နေခဲ့တာပေါ့နော်4 0ဖြစ်နေခဲ့တယ်အဲ့4 0ရဲ့မှာတော့လူဂျုံကိုတခုပါသေးတယ်လူလူဂျုံကိုမပေးတာတခုပါသေးတယ်ပေါ့နော်အဒင်းဟောက်ဆန်တွင်းသွားတာအဲ့တော့အဲ့ဒီ goal တွေအကုန်လုံးကြည့်မယ်ဆိုရင် လမင်းရမရဲ့အဲဒီအူးချင်းအဲ ူးချုံမှုပေါ့နော်ဒီကျွန်းဆိုတာဒီဘွဲမှာသူကိုးသွင်းတယ်နှစ်ကိုးသွင်းသွားတယ်ပန်နတီတကိုးနဲ့ဒါဒီဇိုင်းရိုးရိုးတကိုးပေါ့နော်နှစ်ကိုးမသွင်းလဲသူကဒီဘွဲရဲ့အရေးအကြီးဆုံးကစားသမားအနေနဲ့ပါလုံးမယ် assist တွေမလုပ်ဘူးဒါပေမဲ့သူ second assist တွေသူလုပ်သွားတယ်အဲဒီပထမကိုးဆိုရင်သူပေးသွားတဲ့သူ့ကိုနှစ်ယောက်ကတ်ထားတဲ့အချိန်ကသူဂျားတွေကနေပေးသွားတာအဲဒီအဲ့ဘောလုံးအိုရာစာပဲကနေ ပြန်ပြီးတော့ချပြလိုက်တဲ့ Nico Williams တွင်းသွားတာပေါ့နော်အဲတော်ယူကိုကောင်းတယ်ဒါတယောက်ချင်းစီရဲ့ဖူးဂျုံလုံးနဲ့ technical skills တွေပေါ့နော်အဲတစ်ချိန်တည်းမှာဒီ battery တွင်းသွားတဲ့ပုံမျိုးဆိုရင် battery တွင်းသွားတဲ့အဆုံးသက်တာကအရင်စစ်မြင်ပါတယ်ဒါပေမဲ့အဲ့မတိုင်ခင်မှာ Spain ကစားသွားတဲ့ Timbley ရဲ့ကြောက်စရာကြီးအဲ့တော့ဒီ goal တွေဒီ goal တွေမှာပြင်သစ်အသင်းရဲ့ခံစစ်အားနည်းချက်တွေကျွန်တော်တို့အများကြီးမြင်ရအထူးသဖြင့်အဲဒီကလူလူပေါ့နော်ညာညာနောက်ခံနေရာမှာကစားတဲ့ကလူလူရဲ့ပြီးတော့အဲဒီ PLCB မှာကစားတဲ့လွန်ကလေး ီဇာသမားတွေကအရေးသွေးပိုင်းဆိုင်ရာအကန့်အသတ်တွေရှိတယ်အဲ့တော့အမားယူနေလောက်ခဲ့တာကိုမြင်ရပြီးတော့ဒီမယ်ရီနိုသွင်းသွားတဲ့ကိုကဒုတိယကိုထက်တယ်မယ်ရီနိုသွင်းသွားတဲ့ကိုမှဆိုရင်လေအမ်ဒီလွန်ကလေးမှားတယ်ပေါ့နော်မလိုဘဲနဲ့သူရှစ်တက်တဲ့ခါမှာအဲ့နေရာကြီးအပေါက်ကြီးလွတ်ထွက်သွားတယ်စပိန်လိုအသင်းကိုအဲ့လိုသွားလို့ရင်တော့ကိုကပေးရမှာပဲအဲ့တော့ဒါမဲ့တကယ်သွားလောက်ခဲ့တယ်ပေါ့နော်လွန်ကလေးကအဲ့လိုပေးရတယ်ကာလူလူလဲကြောင်တော်တော်လေးလောက်တယ်ပေါ့နော်ပြီးတော့အဒီအဓိကခန်းစစ်ကစားသမားဖြစ်တဲ့ကိုနာတေးရလေအဒီဥဆောင်လိုင်းဆိုတာမရှိဘူးခန်းစစ်လိုင်းကို ဥဆောင်လမ်းစာမရှိဘဲနဲ့အဲဒီ now like ကစားသမားလို့ပဲဖြစ်နေရပါတော့။အဲ့တော့ပြင်သစ်ကန်ဆစ်တစ်ခုလုံးကလုံးဝပြည့်ရွင်းတယ်ပြီးတော့ကွင်းလေရာဘီယိုနဲ့အဲဒီကိုနေနဲ့ကတော်တော်လေးကိုဟိုညံ့တယ်ပေါ့နော်ဒီဘွဲမှာတော်တော်ဒီဘွဲမှာမဟုတ်ပါဘူးတကယ်တော့ပြင်သစ်ကွင်းလေညံ့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 တောက်လျှောက်သူတို့ညံ့လာတယ်တောက်လျှောက်သူတို့ညံ့လာတဲ့အခါမှာဒီအခုလက်ရှိကွင်းလေကတော့မာကျော်မှုဘာမပြနိုင်ဘူးဖျက်အားနှုံးမှမပြနိုင်တော့ကျွန်တော်တို့မြင်ရတယ်တိုက်စစ်လေးယောက်ကတော့ကောင်းပါတယ်ဒါဒီဇိုင်းတူတွေရယ်ပြီးတော့ ဒီပိုလီစီရဲ့ပိုလီစီတမ်ဘီလီရဲ့တမ်ဘီလီရဲ့ပပီရဲ့ဘောနော်အမ်ပါပီရဲ့ဘောနော်အဲ့တော့ဒီအရန်ဝင်လာရဲ့ရီယယ်ရှာကီတို့ရန်ဒဲခိုလိုမူဝါနီတို့အကုန်လုံးကောင်းပါတယ်တော်တော်ကြီးကြောက်ဖို့ကောင်းတယ်တိုင်းစင်အောင်ပိုင်းဆိုင်ထားပါတယ်ဒါပေမဲ့ကွင်းလေကအခုထပ်ပို့ပြီးအလုပ်လုပ်နိုင်ဖို့လိုတယ်ဒီပြင်သစ်ကွင်းလေမှာ playmaker မရှိဘူးဆိုတာဒါကျွန်တော်တို့ဘယ်လိုပြောမလဲပြေဝချက်မဟုတ်ဘူး limit ကမရှိတော့ဘူးမရှိရတော်တော်ကြီးကိုကြာနေပြီးတော့ဒီကြားထဲမှာ Griezmann အားယူသွားတဲ့ခါမှာ Queen လည်း creative pass တွေလုံးဝမထွက်တော့ဘူးပေါ့လုံးဝမထွက်တော့ဘူးဒါပြဿနာမဟုတ်ဘူးအဲ့တော့အဲ့ဒီမရှိတဲ့အရာကိုကျွန်တော်တခြားနည်းနဲ့ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပြင်သစ်ကပြရမှာဒါပေမဲ့မပြနိုင်သေးဘူးမပြနိုင်သေးတဲ့အတွက်ဒီလောက်ကောင်းတဲ့စပိန်အသင်းနဲ့တွေ့တဲ့ခါမှာတော့တို့တို့အဒီလူတကူပဲချိုးဖြတ်ခံလိုက်ရတယ်ဒီကိုးတွေပြန်ရဲဆိုတာကစပိန်တယောက်ချင်းအမှားကြီးလုပ်တယ်ပြီးတော့ဒီပွဲကအရင်ပြတ်သွားတာလည်းပါတယ်ပြီးတော့ပြင်သစ်ကိုယ်တိုင်တယောက်ချင်းထူးချွန်လွန်းလာကြောင်လည်းပါတယ် ။တကယ်တမ်းဒီ play by play ကြည့်မယ်ဆိုရင်တော့စပိန်ကဒီပွဲကိုတော်တော်လေးကို out class လုပ်နိုင်ခဲ့တယ်။အဲဒီအခွင့်အရေးပြန်ရရဆိုတာကတော့ပြင်သစ်ရဲ့ကူးကြချက်ကအဲ့ဒါပဲပေါ့နော်။ဝင်လေညံ့တဲ့ခံစစ်ညံ့ရတယ်။ဒါပေမဲ့တို့အခွင့်အရေးကတော့ရတယ်။ဒါဆိုတို့အရန်ကောင်းတာတော့တယောက်ချင်းစီရ။အဲ့တော့ဒီ United Simon လည်းတော်တော်လေးကောက်ွယ်လိုက်ရတယ်ပေါ့နော်ဒီပွဲမှာ။ဒါပေမဲ့ဘာဖြစ်ဖြစ်ဖြစ် overall ခြုံကြည့်ရင်တော့စပိန်တိတိသာသာအသားစီးရခဲ့တဲ့ပွဲဖြစ်ပြီးတိုင်ပွဲနဲ့ထိုက်တန်တယ်။စပိန်ရဲ့ခြေစွမ်းက အမ်တော်တော်လေးကြောက်ဖို့ကောင်းတယ်ပေါ့နော်ခုနကျွန်တော်ပြောသလိုတယောက်ချင်းစီ skills တွေအထူးသဖြင့် patrio လိုမျိုးကစားသမားတွေရဲ့ဒီ lamine jama တို့လိုကစားသမားတွေရဲ့ skills တွေရှိတယ်ပြီးတော့ခုနတောင်ပံက၂ယောက်ရဲ့လင်မြန်မှုတွေရှိတယ်တစ်ချိန်တည်းမှာအဒီဘယ်လိုပြောမလဲ Spain ကစားသမားပြပြအကုန်လုံးကဒီဘောလုံးပိုင်ဆိုင်မှုအခြေပြုကစားဟန်နဲ့ကျွမ်းဝင်ပြီးသားဒါပေမဲ့ အဲ့လိုကျွမ်းဝင်ပြီးသားဖြစ်လို့ဥပမာဘာစီလိုနာလို့ကစားသမားတွေပြောတယ်ကစားသမားတွေများလားဆိုတော့အဲ့လိုမဟုတ်ဘူးစပိန်လေဗီစင်အသင်းမှာကြောက်တော့မာကျော်တဲ့လူတွေအများကြီးပါတယ်ကန်စစ်မှာလင်နော်မန်ပြီးတော့ဒီပက်ထရိုဖော်ရိုကူကူရီယာသူတို့ရဲ့ကစားဟန်ကတက်နီကယ်ကောင်းပေမဲ့တန်နက်ရှက်ဖြစ်တယ်ပေါ့နော်ဖြတ်အားကောင်းတဲ့အဲ့လိုချူချူဆဆကစားတဲ့ပုံစံမျိုးဒီ aggressive ဖြစ်တဲ့ပုံစံမျိုးလေးလည်းရှိတယ်အဲ့တော့ဒီစပိန်ရဲ့အသာချက်ကအဲ့ဒီအချက်ဖြစ်တယ်ပေါ့နော်ဥပမာအရင်တော့ကကွင်းလေဒီ pivot မှာဆိုရင် Sergio Busquets တို့ Xavi တို့ကစားတယ်ပေါ့နော်အဲ့တော့ အဲ့ကစားသမားတွေက tenacious လည်းမဖြစ်ဘူးနည်းနည်းပြော့တယ်တဲ့မှာအခုစပိန်ကွင်းလေကကြာအဲ့လိုပေါ့အဲ့ဒီကစားသမားတွေရဲ့ passing ability တွေအဲ့ကစားသမားတွေရဲ့ဒီ technical ability တွေကိုသူတို့မမီရင်တော့သူတို့နီးလူမျိုးရှိတယ်အခြားတစ်ဖက်မှာကြာတော့ဖြတ်အားတွေပိုကောင်းလာတယ် ပြီးတော့ physical ပိုကောင်းလာတယ် physical battery တွေပိုပြီးတော့ရင်ဆိုင်လာတယ်ဒီ gavio လိုအောင်တေးလေးအကောင်လေးတွေညာအစဒီလိုပိုပြီးဖြတ်အားကောင်းတယ် famin lobus တို့ပိုပြီးတော့ဖြတ်အားကောင်းတယ်ပိုပြီးတော့ physical ပိုအားကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒီ physical ဘိုင်းဆိုင်ရာ aspects လေးတွေပါပါလာတဲ့အခါမှာ စပိန်ကတော်တော်လေးကိုဟိုဘတ်စုံတောင်းစုံကနေပြင်းစုံနေတယ်ပတ်ကားအသင်းမျိုးဖြစ်လာတယ်ဗောနော်အဲ့အဲ့ပုံစံကိုကျွန်တော်တို့ Netherlands နဲ့နှစ်ကြော့စလုံးမှာလည်းပြသခဲ့တယ်အဲဒီ Netherlands ကသူတို့မနိုင်ခဲ့ပါဘူး2 2နဲ့3ဟုတ်တယ်အခုဒီဘွဲမှာတော့ဒါတော်တော်လေးကောင်းတဲ့အခြေအနေကိုဟိုပြည့်နေခဲ့တာပါတကယ်ကဘွဲတော့အဲ့လိုမျိုးတော့ပြသခဲ့တာကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲကိုစပိန်ကွင်းလေပေါ့လေအဓိကရိုဒရီမပါသွားနိုင်တဲ့အခြေအနေမှာစပိန်ကွင်းလေကနည်းနည်းကြောက်ရနိုင်တယ်လို့ဒါထင်ခဲ့တာဒါပေမဲ့တကယ်တမ်းကြည့်လိုက်တော့ဒီ Euro 2024ဘူလူပဲဘူလူပဲမှာဒါရူဒရီမပါနိုင်တဲ့အခြေအနေမှာလည်းသူတို့ဒါပြင်သစ်ကိုပဲအကောင်းဆုံးဒါတုံ့ပြန်နိုင်ခဲ့တယ်ဘူးနော်အဲ့ဒီကာလာတွေအလုံးဒါရူဒရီတော့ရှောက်နားခဲ့ရတဲ့အခြေအနေမှာလည်းစပိန်ရဲ့ဟန်ကဘာမှ မကြပါဘူးကိုလေဒါ nation league boys တွေပါဆိုရလကောင်းလေးတော့ရှော့ယူရတယ်အခုဆိုရင်အဲဒါ2023လုံးမှာဖြစ်မယ်ထင်တယ်ဒါ Scotland ကိုသူတို့ခြေစွဲမှာရှုံးဝဲပြီးနောက်ပိုင်း22ဘွဲ့ဆက်မရှုံးတဲ့ဒါစံချိန်လေးရသွားခဲ့တယ်ကိုလေအတေကိုတည်ကြတဲ့ဒီကောင်ကြီးဒါ Rodri မရှိတော့တဲ့ ဒါ root ကပြန်လာမယ်ဆိုရင်လည်းဒီသူ့ရဲ့ preform တစ်ခုကတော့အခုရချင်မှတော့ရရနိုင်မှာပဲဗောလေဒါလည်းအခုတက်ရွယ်ပိုင်းရနေနေလေးဆိုရင်ညာရှိတယ် root မရှိတော့တဲ့ဒီစာမျက်နှာတစ်ခုကို Spain ကဒါ supplementary ရယ် B3 ရယ်တော့ဒါတခြားဒီကိုယ်လည်းကစားမရတော့ဒါအများကြီးရှိပါတယ်ဒီကစားသမားတွေလည်းဒါစာမျက်နှာတွေဖွင့်လို့ရနိုင်တဲ့အခြေအနေမျိုးရှိပြီတော့ဒါစစ်သူထင်တာမျိုးနေ အဲတင်ကြပါ့ရှိပါတယ်ကိုပြဿနာမဟုတ်ဘူးရိုဒရီကပြဿနာမဟုတ်တော့ဘူးပေါ့နော်ဒီအင်္ဂလန်နဲ့ယူရိုဖိုင်နယ်ကလေးကစူပီမန်ဒီကဒါအပြည့်အဝကစားပြပြီးပါပြီအဲပြီးတော့ဒီနောက်လျှောက် Nation League ပွဲတွေမှာလည်းပွဲကောင်းနေပြီးတော့ဒီအခုနောက်တစ်ဆင့်ပေါ့ Nation League နောက်တစ်ဆင့်ဆိုပုံပြီးပွဲကောင်းနေရှိတယ်ပေါ့နော်အဲ့တော့စပယ်ယာ Nation League ရဲ့ League A ဖြစ်တဲ့အတွက်အသင်းကောင်းနေနေပဲဒီကာလာလျှောက်လုံးတွေ့ခဲ့တာအဲ့ပွဲတွေအကုန်လုံးမှာ တက်တနာဆိုတာကျွန်တော်တို့ကြီးကြီးမားမားမမြင်ရအောင်အဲ့တော့ဇူမီမန်ဒီရဲ့ Rodri လောက်တော့မကောင်းသေးဘူးဒါပေမဲ့အသင်းသင်းကဒီဘယ်လိုပြောမလဲအဲ့လောက်ကြီးမကောင်းလဲတက်တနာမရှိဘူးဆိုတဲ့အခြေအနေပေါ့နော်အသင်းလိုက်ကစားတာဖြစ်တဲ့အတွက်ဇူမီမန်ဒီ Rodri လောက်မကောင်းလဲတက်တနာမရှိဘူးသူ့မှာဒီ Rodri နီးတူလှုပ်ပေးနိုင်တယ်ချိန်ဆက်ပေးနိုင်တယ်ဟာရှိတယ်သူအဲ့လားပဲလှုပ်ပေးတယ်တချို့ stand out performance Rodri လှုပ်တဲ့ stand out performance တွေသူမလှုပ်ဘူးရတယ်ဒါပေမဲ့သူမလှုပ်ပေမဲ့အဲ့ဒီ stand out performance ကိုလှုပ်မဲ့ Pedri တို့ ဒီအခြားသောကစားသမားအများကြီးရှိနေတယ်ပေါ့သူတို့တွေလုံနေကြတယ်ပေါ့နော်ပြီးတော့ Spain ကွင်းလေကအားသာတာကဒီ technical ကော physical ကော tactical ကောပေါင်းစပ်နေတယ်ဒါ Zuri Mandio ဆိုရင် physical ကောင်းတယ်တိုက်ခိုက်ရပြည့်တယ်ပေါ့နော်အခုဒါ Mikel Merino နဲ့ကစားသွားတယ်ဒါက Fabian Ruiz အဲဒီအနာပေးထားလို့ပေါ့နော်သူ Champion League ကစားတာလို့ Fabian Ruiz ကိုအနာပေးထားလို့ Fabian Ruiz ဝင်လာရင်လေခုနဒီ Mikel Merino ကဒီဘယ်လိုပြောမလဲ physical အရင်အားကိုးတဲ့ player ဆိုရင် Fabian Ruiz ကလည်း physical ကောင်းနေစေပဲ အင်ရီဂျူရယ်စီလည်းမဆိုးဘူးဒါပေမဲ့တက်ကနစ်ကယ်ကျတော့အများကြီးကြီးပါဘို့ကုသနန်ဇန်လည်းပကောင်းတယ်ပေါ့နော်အဲ့လိုမျိုးအရန်ထူးကြွန်တဲ့ဖွင့်လေစားသမားအများကြီးရှိတယ်ပြီးတော့ဒါပက်ထရီနီယာမှာဆိုလဲဂါဗီဂါဗီရှိတယ်စောင်းဝင်လို့ရတယ်ဂါဗီရှိတယ်ပြီးတော့ဖမင်းလိုပက်ရှိသေးတယ်ပြီးတော့ဗီလာရီယန်နဲ့တကယ်ကိုချစ်စွမ်းပြခဲ့တဲ့အဲလစ်ပိုင်းတာဒါဒီကစားသမားကြနံပါတ်10ပုံစံတယ်ပေါ့နော်သူတို့ရဲ့ creative လုံထားကြီးရတာကြောက်စရာကြီးဒါထိတ်တန်လီအကောင်လုံးထဲမှာ expected assist per 90ကိုကျွန်တော်တို့အချိုးချလိုက် ထိတ်ဆုံးမှာထွက်နေတဲ့၃ယောက်ရှိတယ်အဲ့၃ယောက်ကဒီ LS Bayerna ရဲ့ Michael Olise ရဲ့ပြီးတော့ပြင်သစ်တင်ရ Ryan Sharkey ရဲ့ပေါ့နော်အဲ့တော့ LS Bayerna ကလာမင်းဂျမားတို့နှုံထားတဲ့ကိုပို့ပြီးတော့မြင်တယ်သူ့ရဲ့ assist နှုံထား assist per 9 expected assist per 9 D ရဒါပေမဲ့သူ့အသင်းကစားသမားရဲ့ကိုသိမသိကြလို့အဲ့ expected assist တွေကအားလုံး assist မဖြစ်လာဘူးပေါ့နော်ဒါပါတော့အဲ့အဲ့လိုကစားသမားမျိုးတွေပိုင်ဆိုင်ထားအဲ့တော့ Spain အသင်းမှာမျိုးကွဲမျိုးစုံရှိနေပြီးတော့ဒီဒီကွင်းလေကအတော်ကြီးကိုကြောက်ဖို့ကောင်းတယ်၄၃၁၄၃၃သူတို့လက်ရှိကစားနေတဲ့ ဒီ hand မျိုးစုံထဲမှာအမ်ပုံစံမျိုးစုံ adapt လုပ်ပြီးကစားနိုင်တဲ့ level ရှိတယ်အဲ့တော့ rotary မပါလဲပြဿနာလုံးဝမရှိဘူးလို့ကျွန်တော်ကတော့ဒီမှာလေဘာကြီးဒါနီတုံးတတော်လေတို့လေးလေးပြည့်စုံပါလေဒီပြီးခဲ့တဲ့ဒါကစားသွားတဲ့ဒါ initially အချို့ဘလူပွဲတွေပေါ့လေခါတော့ကိုပြောရတဲ့အခြေလေးတစ်ချက်မှားပါသေးပြီးခဲ့တဲ့ Euro Final တော့ကကြတော့ဒါအင်္ဂလန်နဲ့စပိန်တွေ့တာစိတ်ထဲမှာအဲ့ဒါဟိုအင်္ဂလန်နဲ့စပိန်နဲ့ပြောတာပြောရင်းနဲ့ပြင်သစ်နဲ့စပိန်ဆိုပြီးတော့မမပြီးထွက်ပြီးသွားပါလေဒါလေးလည်းဒါကြည့်ရှုနေကြတဲ့ဒါဘလူပွဲနာရှင်တွေလည်းဒါရရနေကြမှာဒါတောင်းပါပါလေဒါဒီပွဲနဲ့ပတ်သက်ပြီးစီလူကြီးပါရီဖြစ်ဆက်ပြောဖို့ရှိတယ်လည်းမသိဘူးကြီးအမ်တော်လေးကြည့်လို့ကောင်းတော့ဘောနော်အဲအရင်ပြင်းမကောင်းဘူးပြီးတော့ပြင်သစ်ကလည်း ်အရင်တော့ခန်းစစ်ကြီးပိတ်ပြီးကဲလာတယ်သူကသူ့ခန်းစစ်ကလည်းကောင်းတာဟုတ်တယ်အခုကတော့ခန်းစစ်ကြီးရနေတော့ဂိုးတွေတော့ရတော့ပို့ပြီးတော့ပြောဖို့ကောင်းခဲ့တယ်အဲ့တော့နိုင်ငံပွဲကြည့်ရတာဒီပြောဖို့ကောင်းတာဒါမမရရပဲနှသိန်းစလုံးဒီပေါ်တူဂီနဲ့ပွဲဂျာမနီပွဲဆိုရင်လည်းဂိုးတွေမြန်မြန်ဆက်ဆိုင်ပြစ်ခဲ့တဲ့နဲ့ပြီးတော့ဂျာမနီမှာလည်းကျွန်တော်တို့ဟိုနက်ဂက်စမန်အနေနဲ့နောက်ထပ်ဒီ3 back မဟုတ်ပဲနဲ့ဒီ4 back ပဲသူအလုပ်ဖြစ်ခဲ့တယ်ဒီ4 back အမ်ဒီယူရောတော့ပါเนาะအဲ့တော့ခင်မစ်ကို တိုက်စစ်ကစားဖို့အတွက်ကင်မစ်ကိုရှေ့တင်ပေးစေချင်မလို့ဝင်းဘက်မှာကစားခိုင်းစေချင်မလို့ကင်မစ်ကအနောက်မှာထားလဲသူရှေ့တက်ပြီးကွင်းလယ်မှာပေါင်ကစားမှာပဲအဲ့ပုံစံကလည်းတစ်သက်လုံးကစားလာတာပဲအဲ့တော့ဒီဝင်းဘက်ပုံစံကြီးကကျွန်တော်လိုအပ်တယ်လို့မထင်ဘူး။ तू ကတော့ဒီခန်စစ်အမြင်အရာခန်စစ်မှာလိုအပ်မှုလိုအပ်ချက်ရှိလို့သူတယောက်ထက်ထည့်လာတယ်ဖြစ်လို့ပြောတာ။ဒါပေမဲ့ तू ထက်တဲ့ပဲမဲ့ तू 3 back တုံးတဲ့ပွဲတိုင်းမှာအဲ့ခန်စစ်ကပူကောင်းလာတာကျွန်တော်တို့မမြင်ရဘူး။အဲ့တော့ပူကောင်းလာတာမမြင်ရတဲ့မဲ့အတူတူတော့ကျွန်တော်တိုက်စစ်ကိုပဲပို့ပြီးတော့ ရဲရင်ပူကစားတယ်အထူးသဖြင့်တိုက်စစ်ကစားသမားနောက်တယောက်ထပ်မထည့်ဘူးဆိုတော့ကွင်းလက်ကစားသမားနောက်တယောက်ဖန်တီးတိုင်ဆိုရင်မြင်တဲ့နောက်တယောက်ထထည့်တာမျိုးဒါမှမဟုတ်လေအဲဒီ Andrick လိုမျိုးဖျက်အားကောင်းတဲ့ကစားသမားထထည့်ခြင်းအပြင်ဒီ Gross ရဲ့ဒီ Pavlovich ရဲ့ဒီ Andrick ရဲ့ကစားရင်တော့ခန်းစစ်အရန်ဆန်အောင်ပါပေါ့နော်ဒါပေမဲ့ဥမာ Stellar လိုကစားသမားမျိုးကိုထည့်မယ်ဒီခက်ဖျားကောင်းတဲ့ကစားသမားတယောက်နဲ့ထောက်မယ်အဲ့လိုပုံစံမျိုးကိုစုဖွဲ့လိုက်မယ်ဆိုရင်ဂျာမနီကတော်တော်လေးမြင့်တက်လာနိုင်မယ် ဆီလင်းရှိတယ်သူတို့မှာတကယ်ထူးချွန်တဲ့ကစားသမားတွေအများကြီးပိုင်းဆိုင်ထားစေပဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအပိုင်းလေးကိုနည်းနည်းပေါ့နော်ခန်စစ်ဘက်ကိုရောက်နေတဲ့ဟာလေးကိုခန်စစ်မကောင်းမဲ့အတူတူအဲ့ဒါကြီးကိုလွတ်ပြစ်လိုက်ပြီးတော့ไซเซဘက်ကိုပဲသွားလိုက်တာပို့ပြီးတော့ဒါကောင်းမယ်လို့ယူဆမိတယ်ပေါ်တူဂီလည်းဒီ3ဘက်ကိုသူတို့အနေနဲ့ဒီရောဘတ်တိုမာဒီနက်စ်ကတော်တော်လေးဆွဲလာတယ်ဒါပေမဲ့သူ3ဘက်သုံးတဲ့ပွဲတိုင်းအင်မတန်ညံ့နော်4ဘက်သုံးတဲ့ပွဲတွေဆိုရင်ပိုကောင်းလေးရှိတယ်အာကရိုရှားနဲ့ပွဲတော့ကလည်းဒါကောင်းခဲ့တယ်တော်တော်လေးကိုအဲ့တော့ ဒီအခုပုံစံလေးကို Robert Domadi နဲ့အနေနဲ့ stick လုပ်တင်တယ်လို့ကျွန်တော်ထင်မိတယ်ပြီးတော့ Banalo Seva ထက်ဆိုင်ရင်ကွင်းလယ်မှာကျွန်တော်ကဒီဖဲလေးညာပေါ့ Banalo Seva ကိုမလိုအပ်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဘောလုံးသက်ဆောင်မှုစွမ်းရည်ကိုဖီဒညာမှာပိုင်ဆိုင်ထားပြီးတဲ့ကျွန်တော် Universe တို့မှာလည်းပိုင်ဆိုင်ထားပြီးတဲ့ဖြစ်တယ် Bruno Fernandes ကလည်းတိုက်စစ်ကိုသူတယောက်တည်းနဲ့ပန့်ပိုးနိုင်တယ်။အဲ့တော့နောက်ထပ်ကွင်းလေတိုက်စစ်ကစားသမားတယောက်ဒီချိတ်ဆက်မဲ့ကစားသမားတယောက်ထည့်ချင်တဲ့ဆိုင်ပယ်လင်ညာကိုထည့်လိုက်ခြင်းကပယ်လင်ညာဖြတ်အားပူကောင်းတယ်။ physical presence အများကြီးရှိတယ်ခန်းစစ်ကိုပိုပြီးကာဘာလုံးနိုင်တယ်အဲ့တော့ဒီပွဲကြီးတွေမှာဆိုရင်ပယ်လင်ညာကိုပိုသုံးတင်တယ်လို့ကျွန်တော်မြင်မိတယ်တပတ်သူဘိုင်မြူနစ်မှာကနေရာမရတာတပိုင်းဖြစ်ပြီးတော့ပယ်လင်ညာရဲ့ဖြတ်အားတော်တော်ကြီးကြောက်ဖို့ကောင်းတယ်ပဲမှာပါပေါ့နော်အဲ့တော့အဲ့ဒါလေးပြောင်းလိုက်မယ်ဆိုရင်ပိုတူဂီအနေနဲ့ပို့ပြီးတော့ balance ဖြစ်မဲ့အသင်းလို့ကျွန်တော်ထင်တယ်စပိန်ကတော့ဘာမှပြောစရာမရှိတော့အောင်ကောင်းတဲ့အသင်းဖြစ်တယ်ပြင်သစ်ကတော့ကျွန်တော်အမြင်ကတော့နီးပြပြောင်းသွင်းပြီလို့ထင်တယ်ပေါ့ tradition ကအရင် two two ဂျွန်နဲ့နီးပြပါဒါပေမဲ့ပြင်းလာပြီပေါ့နော်ပရိသတ်တယောက်အနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်ဇီတန်းကိုမြင်မြင်ချင်တယ်ပေါ့လေဒီပြင်သစ်အသင်းမှာတော်တော်ကြီးစိတ်လှုပ်ရှားမှုကောင်းတဲ့တဲလက်နေပေါင်းဆက်ထားတဲ့အသင်းမှာဇီတန်းရဲ့ဒီနေရာချထားမှုလည်းဆိုရင်ဘာဖြစ်လာမလဲအဲစိတ်ဝင်စားမိတယ်ပေါ့နော်အဲ့တော့ပြောင်းတဲ့ဒီချိန်မှမပြောင်းရင်လည်းဘယ်တော့မှပြောင်းမလဲတော့မသိဘူးနောက်ကဘာဖလာလာတော့မှဆိုတော့ဒီချိန်ကအပြောင်းတက်ဆုံးလို့ကျွန်တော်တော့တင်ပြီးတယ်ပြောင်းမပြောင်းတော့ကျွန်တော်တို့ဆောက်ပြောင်းတော့ပြင်သစ်ကတော့ဒီကဘာဖလာပြီးရင်တော့ဒီရှောင်းကိုထွက်တော့မှာလေ ဒီကဘာပလာပြီးမှပဲသူတို့နောက်ထပ်ဒီ Euro 2028ပေါ့အဲ့ခါကြမှာပဲဒါနိပြသင်းနဲ့ပဲဆက်သွားမယ်တင်တယ်အခုဒီကာလာရဲ့တော့ဒါဒီ shot နဲ့ပဲဆက်သွားမယ်ဒါစီတူဒါစာထဲမှာလည်းရေးနေတယ်လို့ပေါ့လေပြင်သစ်ကတော့ဟုံးနေပြီပေါ့ကစားတာလည်းဒီနိပြနဲ့တွဲလာတယ်ဒီအောင်မြင်မှုတွေအထိုက်လျောက်လည်းယူခဲ့ပြီးဆိုတော့ဒါနည်းနည်းလေးလည်းဟုံးနေတဲ့ပုံစံမျိုးလည်းပေါက်ပါတယ်ကစားမကောင်းနေတော့ဒါအများကြီးပဲပေါ့လေဒါစီတူခုလိုမျိုးဒါပြည့်ပြည့်စုံစုံပုံသက်ပြီးတော့အတွက်ကျေးဇူးတူရှိပါတယ်ဒါကြည့်ရှုအားပေးကြတဲ့ soccer operator တူချင်းစီကိုလည်း ཁེ ཁེ